အားလုံးပဲမင်္ဂလာပါကျွန်တော်ကြည့်စုသူတွေထဲမှာချင်းချင်းဆက်ဆက်ကြိုက်တဲ့လူတွေရှိလားဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ကျွန်တော်ကိုယ်တိုင်တွင်ပြီးချက်ထားတယ်ကျွန်တော်ဟင်းလေးတစ်မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဟင်းလို့ဆိုတာဓာတ်တရေစာစားစရာလို့ပြောရင်ပုံမှန်ပါတယ်ဟင်းရဲ့အရာသာကငရုတ်ကောင်းတဲ့မမွေလင်းနဲ့အမဲသားရဲ့အရာသာဆက်စိတ်လင်းနဲ့ဆိုတော့အရန်စားကောင်းတဲ့စားစရာတစ်ခုဖြစ်မှသိကြပါရခင်ဗျာဒါကြောင့်မို့အားလုံးအတွက်ဒီနေ့ကျွန်တော်ချက်ထားတဲ့အရာလေးကတော့အမဲသားခောက်ဆွဲဖြစ်ပါတယ်။ဒါလေးကလည်းကျွန်တော်တို့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့အရာသာရှိတဲ့တရေစာအနေနဲ့စားလို့ရတာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကလည်းအလွယ်တကူရှာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရသာစစ်စီအားလုံးလိုက်လှုပ်ရှားကြည့်လို့ရအောင်တင်ဆက်ပေးလိုက်ပါရခင်ဗျာဒီနေ့ဈေးသွားတော့အမဲသားလေးတွေ့တာနဲ့ကျွန်တော်အမဲသားလေးတစ်ဒုံးဝယ်ခဲ့ပါတယ်ဒါအားလုံးကိုမှ58ဘတ်ပဲပေးရတယ်ဒါဆိုရင်ကျွန်တော်ကဒီနေ့အမဲသားခောက်ဆွဲလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးမတုံဘူးတဝက်ကိုဟင်းချက်မယ်တဝက်ကိုကြတော့အမဲသားခောက်ဆွဲလုပ်ပါမယ်ဒါကြောင့်မို့လို့တချမ်းချမ်းပြီးတော့ကျွန်တော်ဒီလိုမျိုးအမြင်လေးတက်သေးလေးတွေဖြစ်အောင်ဒါလေးနဲ့လှီလိုက်ပါမယ်ဒါကတော့မမိစိတ်တိုင်းကြအပြားလေးတွေဖြစ်အောင်လုပ်ရင်လည်းရပါတယ်ခင်ဗျာ။ကြီးအသေးကိုကြတော့မမိစိတ်တိုင်းကြပုံမှာမ ူတည်ပြီးတော့လှိဖြတ်နိုင်ပါတယ်ပြီးရင်တော့ဟင်းရည်ပူပူဆက်ဆက်လေးချက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့မိတ်တလင်တဒက်လေးပေါ့နော်ဒါကိုကျွန်တော်ငရုစပွင့်လေးနဲ့ထူထားလိုက်ပါတယ်ပရဲကောရှိရင်ပရဲကောထည့်လို့ရပါတယ်ခဗျာပြီးလို့ရှိရင်ကြက်သွန်ဖြူဥလေးတူပါဒီလိုမျိုးလေးငရုစပွင့်လေးနဲ့ထောင်းထားလိုက်ပါမယ်ပြီးရင်တော့ဟင်းရည်ထဲမှာထည့်ဖို့အတွက်ကိုသမယာတီလေးတွေပါစိတ်ထားလိုက်ပါမယ်ကျွန်တော်ကတော့ငရုကောင်းမှအနေငယ်ထည့်ပါတယ်ငရုကောင်းကိုလည်းမညက်တညက်လေးဒီလိုမျိုးလေးထောင်းထားလိုက်ပါမယ်ခဗျာ အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဟင်းရေစတဲ့ပါမယ်။အိုးထဲမှာခုနကထောင်းထားတဲ့မိတ်တလင်နဲ့ကျက်သွန်ပြူလေးကိုထည့်မယ်။ပြီးလို့ရှိရင်တော့ရေအနှဲငယ်ထည့်ပါမယ်။ထည့်ပြီးပြီဆိုလို့ရှိရင်တော့ခရုစီအနှဲငယ်ထည့်မယ်။ငံပြားရေအနှဲငယ်လေးပါထပ်ထည့်ပါရစေ။ပြီးရင်တော့ခုနကထောင်းထားတဲ့ငရုတ်ကောင်းမုတ်လေးတွေကထည့်လိုက်ပြီးရင်ကျွန်တော်ကတော့အရသာအတုံးလေးတတုံးလောက်ကျွန်တော်ထည့်လိုက်ပါရစေခင်ဗျာ။ ပြီးရင်အားလုံးဟင်းအိုးစုအောင်ကျွန်တော်ဆောက်လိုက်ပါမယ်ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရှောင်းနူရွက်လေးတရွက်ကိုကျွန်တော်ခြေပြီးထည့်တယ်ပြီးရင်တော့မို့အစုံလေးပေါ့နော်မို့လေးထည့်တယ်ပြီးရင်အမဲသားလုံးဒါမှမဟုတ်ရင်ကြက်သားလုံးထည့်လို့ရပါတယ်ပြီးရင်ခုနကကျွန်တော်တို့လှီးဖြတ်ထားတဲ့အမဲသားလေးတွေကိုပါထည့်လိုက်ပါမယ်။ဒါကအရန်အကြာကြီးစောက်စရာမလိုပါဘူး။ပြီးလို့ရှိရင်ငရုတ်ဒီစိန်ပေါ့နော်။ငရုတ်ဒီမိုးမျော်လေးကိုလည်းထောင်နာတာလေးကိုထည့်မယ်။ရှမ်းနဲ့နံလေးပါထည့်လိုက်ပါမယ်။ပြီးရင်တော့သမယာသီးကိုလည်းအပေါ်ကနေအရေလေးညှစ်ထည့်လိုက်ပါမယ်။ ဟင်းဟုတ်စုစုထဲမှာဆိုရင်တမရသည့်အရင်ညှက်ထဲတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟင်းရည်ကနည်းနည်းခါတက်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ချပြီးမှထည့်ရင်လည်းအဆင်ပြေပါရယ်။ဟင်းရည်လေးကလည်းခဏလေးနဲ့ရသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ထိုင်ဝမ်မုံညင်းနဲ့ခောက်ဆွဲလေးကိုကျွန်တော်ပြုတ်ပါမယ်။ရည်တွေးပြည့်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ထိုင်ဝမ်မုံညင်းဒါနှစ်ခုပေါ့နော်နှစ်ပင်လေးကိုကျွန်တော်ထည့်ပြီးတော့ဒီအယိုးလေးနည်းနည်းနူးလာတဲ့အထိကိုပဲထားပါမယ်အရန်နူးဤသွားဖို့မလိုပါဘူးပြီးလို့ရှိရင်တော့ခုနကပြုတ်ထားတဲ့ရင်နဲ့ပဲကျွန်တော်ကတော့ခောက်ဆွဲကိုပြုတ်ပါတယ် ၄မိနစ်၅မိနစ်လောက်ညနေစစုနဲ့တည်ထားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုးဤနေတဲ့ခောက်ဆွဲကိုရပါပြီပြီးလို့ရှိရင်တော့ရေဆေးပြီးတော့အေးအေးခံထားလိုက်ပါမယ်ပူလောင်လောင်လေးစားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေမဆေးဘဲနဲ့တခါတည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့ရေဆေးပြီးတော့ခဏလေးအေးအေးခံထားလိုက်ပါတယ်အားလုံးကိုပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ထိုင်ဝမ်မုံညင်းလေးထည့်ပါမယ် ပြီးလို့ရှိရင်ခုနကပြုတ်ထားတဲ့ကျွန်တော်တို့အမဲသားရေပေါ့နော်အမဲသားရေတခြားအစာပလာတွေနဲ့တေချာပြုတ်ထားတဲ့ဟင်းရေလေးကိုကျွန်တော်တို့အပေါ်ကနေဆန်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့အရသာရှိတဲ့အမဲသားခောက်ဆွဲလေးရပါပြီအမဲသားစားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့အမဲသားမှာပါတဲ့ကျမရဲ့ကောင်းကျိုးတွေနဲ့အတူကျွန်တော်တို့အင်အားရှိစေတဲ့စားစရာလေးတခုဖြစ်မှသေးကြပါဗျာ တခြားစားစားတွေစားရတာရိုးအီလာပြီဆိုလို့ရှိရင်တော့ဒီစားစရာလေးကကျွန်တော်တို့ကတွင်မိန်စီမဲ့စားစရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ကျွန်တော်စီစဉ်လေးကနေအားလုံးကိုနှုတ်ဆက်ခဲ့ပါရခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်